မိနဂါချိုရဲ့တိန်ကားရန်တိုက်ခတ်ကတ်သူရှင်ထွက်ပေါ်လာပါပြီ။သူမကတော့ဘကိုးတိုင်းဝေါ်မြို့နေမှာမခက်ခက်အောင်ဖြစ်ပါလေ။တိုက်ခတ်တကယ်ပါလို့အရန်ဝမ်းသာပါတယ်။အာဆနယ်နီးပြဦးနိုင်အမေရိကမန်ချက်စတာယူနိုက်တက်နဲ့ရန်စ်အသင်းတွေကိုဇက်တိုက်အနိုင်ယူခဲ့ပြီးခံခဲ့တဲ့ရဲတရဘက်ကိုကျော်ဖြတ်နိုင်ခဲ့တဲ့အတွက်အသင်းရဲ့ယုံကြည်မှုအပေါ်ဂုဏ်ယူမိတယ်လို့ပြောကြားခဲ့ပါတယ်။ အာဆနယ်အသင်းဟာပေးခဲ့တဲ့တနင်္ဂနွေနေ့မှာမန်ချက်စတာယူနိုက်တက်အသင်းကို2ဂိုးပြတ်အနိုင်ယူပြီးအမှတ်ပေးစရာရဲ့အဆင့်လေးနေရာကိုရောက်ရှိလာခဲ့တယ်လို့ယူရိုပါလိပြိုင်ပွဲမှာလည်းပထမအကြိမ်မှာ3ဂိုး2ဂိုးနဲ့အရေးနိုင်ထားတဲ့ Rans အသင်းကိုဒုတိယအကြိမ်မှာ3ဂိုး2ဂိုးမရှိနဲ့ပြန်လည်အနိုင်ယူပြီးနောက်တဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။အခုလိုခက်ခဲတဲ့ပွဲစဉ်တွေကိုအနိုင်ယူနိုင်ခဲ့တာကအသင်းရဲ့ယုံကြည်မှုပိုင်းကိုမြင့်တက်စေတယ်လို့အမေရိကမှတ်ချက်ပေးခဲ့ပါတယ်။အမေရိက ကျွန်တော်တို့အတွက်ဒီနေ့ပွဲနဲ့တနင်္ဂနွေနေ့ပွဲကပြိုင်ဆိုင်မှုအရန်ပြင်းထန်ခဲ့ပါတယ်။အသင်းအတွက်ယုံကြည်မှုလဲပိုရှိစေခဲ့တယ်လို့ထင်ပါတယ်။တကယ်တော့ဘောလုံးပိုင်ဆိုင်မှုနဲ့ထိန်းချုပ်နိုင်မှုအပိုင်းမှာအခုထပ်ပိုပြီးကောင်းအောင်ကစားချင်ခဲ့တာပါ။ကျွန်တော်တို့အနေနဲ့နှစ်ပွဲလုံးမှာဘောလုံးဆုံးရှုံးမှုအနည်းငယ်ရှိခဲ့တယ်။ဒါပေမဲ့ဘောလုံးမရှိတဲ့အနေအထားမှာတော့ကျွန်တော်တို့ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ထင်ပါတယ်။အခုလိုခက်ခဲတဲ့ရဲတရက်ဘက်ကိုကြောဖြတ်နိုင်ခဲ့လို့ခုံယူမိပါတယ်လို့ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးတော့အမေရိကယူရိုပါလိစူဖလာဟာစူဖလာတစ်ခုအနေနဲ့သာမကပဲချန်ပီယံလိဝင်ခွင့် င်းကိုပါရရှိစေမဲ့အခွင့်အရေးကောင်းတစ်ခုဖြစ်တယ်လို့အသင်းသားတွေကသတိပေးခဲ့ပါတယ်။